ခொနေရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရူရာဘီရင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ဘုရူးနဲ့ရာဟုသားသမီးများချိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစံစာနေဘုံမြမရူရာအထဟောကိန်းစာအုပ်မှာဟောကြားထားသောဘုရူးနဲ့ရာဟုသားသမီးများအတွက်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့မှ20ရက်နေ့အထိ15ရက်စာကျန်ပြူဟောစံကိုပြည်ပြည်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးမစခင်မှာတူးစေတနာတူးမြတ်တာဆိုသလို စခရိုင်းလေးနေပြီးကေကိုတောင်းဆိုပါရစေအစ်စ်တနိုင်တရားအောင်လဲဘေးနားခေါလောင်းလေးကိုလည်းနှိပ်ထားပေးကေကိုမမေ့နဲ့နော် ဗောရူသားသမီးများအတွက်စကားရစာဟောစတဲ့ဒီကာလအတွင်းမှာစိတ်ချမ်းမြေ့စရာများရှိမယ်အလို့အသည့်အကျန်းစီအသည့်များကိုလက်တွေ့အသုံးချ၍ထူးခြားသောအောင်မြင်မှုများရရှိမယ်ဖြစ်ပေါ်လာသောအပြောင်းအလဲများနှင့်လည်ရောညီထွေအောင်ဆောင်ရွက်ရမယ်အထက်ခဲများအလုံးကိုကြော်လွား၍အစင့်မြင့်တိုးတက်မှုများဖန်တီးနိုင်မယ်ပြိုးရွယ်သူများအထူးစံပွင့်မယ်ချစ်သူရှိသူအရွယ်ရောက်ပြီးသားလူလွင့်များစိတ်ဆက်လက်ထရန်အခါကောင်းအချိန်ကောင်းရောက်ရှိမယ်အင်္ဂါနေ့မွေးသောသူများ၏ပြဒနာများ ားလိုက်လံဖြည့်ရှင်ပေးရမယ်။မြောက်ရက်တို့ခီးသွားစင်မှာအနေကြောက်တတ်တဲ့ရေနဲ့အပြောပွားခီးများမသွားတဲ့မှာတောင်ရက်မှာတရုတ်ကလန်ကပြားအဆရှိသူများနဲ့တွဲဖက်၍ဆောင်ရွက်သောကိစ္စများအောင်မြင်မယ်။စီထိုးစေးတော်မှာယွန်းတတ်တဲ့ရွှေဝင်ကင်းရှိတဲ့လောဝေရဏာယာကင်းရှိတဲ့ရဝင်းနိုင်ငံသားနဲ့ ဓာတ်ရိုက်ဆက်ဆက်သောအလုံးများအတွင်ထူးခြားစွာအောင်မြင်မည်။အမည်အတွင်းမှာအဥကခငါပါသောသူများနှင့်ပူပေါင်းလောက်ကိုင်းမှုများကြုံရမည်။လုပ်ငန်းခွင်အတွင်းဒစိမ့်များအကျိုးပေးမည်။ဒနေလာနန်ချံငွေကကြောက်ဘူရုနံရင်ရွှေရေလှေလူလုပ်ငန်းများမှအကျိုးပေးမည်။အပေါင်းအသင်းများဒုက္ခပေးမည်။ရင်းနှီးသူများနှင့်မိမိအကြံစကားများတတ်ပါれ။လွယ်လွန်းတကူအပျော်ပါကိစ္စများလောက်ကိုင်းနိုင်ခြင်း။ပုံဆွဲဖြုံးသည့်သူများနှင့်ဆက်ဆံရခြင်းရှိမည်။အောက်တိုဘာ ဝါလာ9ရက်12ရက်13ရက်15ရက်16ရက်19ရက်20ရက်နေ့များတွင်ရည်ရွယ်ချက်များအောင်မြင်မည်အခက်အခဲများကျော်လွှားနိုင်မည်ဥတီချက်ပြောင်းလဲ၍ဆောင်ရွက်လိုက်သောကိစ္စများမှာထူးခြားသောအောင်မြင်မှုများရရှိမည်ပြောင်းကျနေသောအလုပ်စီးပွားများလက်လွန်ထားသောငွေကြေးများပြန်လည်ပြောဆိုအောင်မြင်မည်အလုပ်စီးပွားအသစ်များဆောင်ရွက်နိုင်မည်မိသားစုနှင့်ပတ်သက်သောလုပ်ငန်းများစီးပွားတိုးတက်မှုများရရှိမည်အောက်တိုဘာလ10ရက်18ရက်18ရက်နေ့များတွင်ခိုင်ရန်ဖြစ်ပွားလွယ်တဲ့စိတ်လိုက်မှန် မာပြောဆိုလိုခိုင်းမှုများကြောင့်အမောင်ရင်များကြုံရတတ်ပါတယ်။စက်ပစ္စည်းလျှက်စက်ပစ္စည်းများနဲ့ပတ်သက်၍မတော်တဆထိခိုက်တတ်တယ်။ငွေကြေးရင်းနှီးမြှုပ်နှံမှုများမှားယွင်းတတ်တယ်။ပစ္စည်းပျောက်တတ်တယ်။ငွေကြေးစင်းစရာများရှုပ်ထွေးတတ်ပါတယ်။လူမှုရေးမေတ္တာရေးကိစ္စများအရှုပ်ထွေးများဖြစ်ရှင်းရတတ်တယ်။အော်တိုဘာလ9ရက်၊10ရက်၊17ရက်၊14ရက်နေ့များတွင်လူမျိုးကွဲလူမျိုးသားများနဲ့ဆက်ဆက်လောက်ကိုင်းသောလုပ်ငန်းများအကျိုးပေးမယ်။ဥတီချက်ပြောင်းလဲလောက်ကိုင်းမှုများအစဉ်ပြေမယ်။ကိုယ်ပေါ်ဒုက္ခပေးသောသူများ နဲ့တွေ့တတ်တယ်။၎င်းတို့ရဲ့ပြဿနာများအားဖြေရှင်းအစဉ်ပြေမယ်။မူလတစ်ချိန်မှလောက်ကင်ပူးခြင်းမရှိသောအလုံးများကိုလောက်ကင်ခြင်းဖြင့်တည်လွင်သောအောင်မြင်မှုများရရှိမယ်။ဘာသာရေးနဲ့ပတ်သက်သောအလူဌာနကိစ္စများမမျှော်လင့်မဲဆောင်ရွက်ရခြင်းရှိပါလေ။အကျိုးပေးသောအရာအစိမ်းရောအနေရောပန်းရောနှက်ပြရောများသည့်ယခုကာလအတွင်းမှာ အထူးအကျိုးပေးသောအရာများဖြစ်ပါတယ်။ကံကောင်းစဉ်သောပန်းများမှာတပြေညွန့်၊သစ္စာပန်း၊နှင်းပန်း၊နှင်းစီပန်းအနည်းများသည့်ယခုရပိုင်းအတွင်းမိမိအတွက် ရဲ့အထူးအကျိုးပေးသောပန်းများဖြစ်ပါတယ်အကျိုးပေးသောကဏ္ဍများမှာယခုလအတွင်းဘူရူနီမွေးသူအလုံးတို့သည်အတိတ်နမိတ်ထူးရ၍သော၎င်းထူးခြားသောနမိတ်ရ၍ထီထိုးသောအခါတွင်၎င်းညံခွန့်အသုံးချ၍ထီထိုးပါယခုကာလအတွင်းမှာအကျိုးပေးသောကဏ္ဍများမှာ639လေးကဏ္ဍများဖြစ်ပါတယ်ရရရလိမ္မော်သည်တလုံးငပြောသည်တလုံးတို့ကိုကျေပကံများပေါ်တွင်တင်း၍အညံ့ဆိုးဘေးဥပတ်များကင်းဝေးစေရန်လုံလုံလျားလျားစူတောင်းမှတံဃာတော်များအားရေတန့်အလူဌာနပြုလိုပါတရ င်ကျလာတွင်နှင်မအိမ်ဖျားတွင်မလူကောင်းမှဘိုးတို့သားသမီးများလုံးကိုစိတ်နှပြန်ကြက်မှချမ်းသာကြပြီးကုန်းကျချမ်းသာများပုံမှန်ရရှိကြပါစေဘိုးတို့သားသမီးများတွင်တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ရာဟုသားသမီးများအတွက်15ရက်စာဟောစတန်ဒီကာလအတွင်းမှာရန်အတိုက်ခိုင်းများနဲ့ရင်ဆိုင်ရာပြီးမှအလိုရှိရာများပြည်မြောက်အောင်မြင်မယ်အခြေအနေရရသည်ထိမှတ်ထားသည့်ထက်မြန်ဆန်စွာအပြောင်းလဲဖြစ်မယ်ဖြစ်နိုင်စွာမရှိဘူးယူဆထားသည့်များရုတ်ရက်ဖြစ်ပေါ်လာမယ်ငကုမူလဆက်ဆံထားသောသူများလှုပ်လေလှုပ်ထရှိသော နီးစနစ်အောင်များကိုဆွင့်၍အယားယံအသည့်အစမ်းနှင့်လမ်းသစ်ထွင်ရန်ရှိပါတယ်အပြောအဆိုအနေအထိုင်းဂရုစိုက်ရမယ်ဆန္ဒရှိသည့်ဖြစ်စေမရှိသည့်ဖြစ်စေလှုပ်တဲ့လှုပ်ထိုက်သည့်ကို ပြတ်သားစွာ လောက်ကိုင်းတဲ့နဲ့ကိုပေါ်မှာမနာလိုအနှောက်ရှက်သူများဝန်းရံနေတတ်တယ်။ဥတီသောလမ်းကြောင်းဆောင်ရွက်ရမည့်နီးစနစ်တို့ကိုတူတူသိသိလောက်ကိုင်းကြပါတယ်။ပညာသင်တန်းများနဲ့ပတ်သက်၍အောင်မြင်မယ်။လူမျိုးကွဲလူမျိုးသားများနဲ့ပူးပေါင်းလောက်ကိုင်းသောကိစ္စများအကျိုးပေးမယ်။အိမ်ကိစ္စနေအိမ်ကိစ္စအတွေ့စိတ်နှောက်ရှက်ဖြစ်မယ်။လုပ်ငန်းများသည်လည်းမတိမငိမ်ဖြစ်တတ်ပါတယ်။ဖခင်ဖြစ်စေအကြီးအကဲအတွက်ဖြစ်စေစိတ်ပူပန်ရမယ်။အိမ်ကိစ္စနေရာထိုင်ခင်းကိစ္စစကားပြောရမယ်။မွေးတလုံးဟောထွက်မယ်။ချမ်း ံကားအခန်းရောင်းထွက်လိမ့်မယ်အကျိုးများကောင်းများရရှိမည်မဟုတ်ပါယတ္တနာသောလုပ်ငန်းများပြန်လည်ဆောင်ရွက်နိုင်မယ်လွယ်လွင့်တကူရမည်မဟုတ်ပါဥတီလိုက်တိုင်းနေရာတိုင်းတွင်အနောက်ရှက်အတိုက်ခံများနှင့်ရင်ဆိုင်ပြီးမှအလိုရှိရာပြည့်စုံမယ်ထွက်ထားသောလူပြန်ဝင်ခြင်းရွှေပြန်ဝင်ခြင်းရှိမယ်ဘုရုနံရင်ရွှေရီလီလူအဝင်ကောင်းပါတယ်အော်တိုဘာလ9ရက်19ရက်20ရက်နေ့များတွင်လက်လွန်ထားသောငွေများပြန်လည်တောင်းခံနိုင်လူသည့်ဝင်ခြင်းသမားနှင့်ဆက်ဆံရမယ်အပြန်ဆိုင် ုင်များကိုကြော်လွှား၍အောင်မြင်မှုတိုးတက်မှုများရရှိမည်။ပညာတစ်ဖက်၊လုပ်ငန်းတစ်ဖက်၊တွဲဖက်ဆောင်ရွက်ခြင်းများမှကောင်းသောအကျိုးဆက်များရရှိမည်။အရေးကြီးတဲ့စာရွက်စာတမ်းကိစ္စ၊ငွေကြေးကိစ္စများ၊စကားပြောဆိုခြင်းများအစဉ်ပြေမည်။အော်တိုဘာလ၈ရက်၊၁၀ရက်၊၁၂ရက်၊၁၃ရက်၊၁၅ရက်၊၁၈ရက်၊၁၈ရက်နေ့များတွင်လူယုံဒုက္ခပေးတတ်တယ်။လေကားအတက်အစင်းတရေရှိပါ။လဲပြိုတတ်တယ်။ရေပတ်ရေကန်းများပျက်စီး၍ပြင်းစင်ရခြင်းရှိမည်။ရံများတတ်တယ်။တဝန်းသူအရှုပ်ထွေးအမှုခင်းများကြားဂျောင်းဝင် ာဝန်ယူအမှခံခြင်းမပြုလုပ်တဲ့မှာပြဿနာ ဖြစ်တတ်ပါတယ်။ရန်ပြဿနာများမိမိထံကုဆတ်လာရောက်တတ်တယ်။ဥတီလိုက်တိုင်းနေရာတိုင်းအတိုက်အခံများရှိမယ်။အော်တိုဘာလ9ရက်17ရက်14ရက်16ရက်နေ့များတွင်အတိုက်အခံများကိုကြော်လာနိုင်မယ်။စတင်ဆောင်ရွက်လိုက်သောကိစ္စများမှာထူးခြားသောအကျိုးဆက်များဖြစ်ပေါ်စေမယ်။အရှိအယက်အနောက်တောင်ရံများနှင့်ဆက်နွယ်၍အလုပ်စီးပွားများဆောင်ရွက်အောင်မြင်မယ်။ရဝေးနှင့်ဆက်သွယ်လုပ်ငန်းထားသည့်ကိစ္စများမှာကောင်းသောအကျိုးဆက်များရရှိမယ်။ကိုယ်တိုင်တွင်၎င်းမိသားစုတွင်၎င်း ောင်အလူမင်္ဂလာကိစ္စများပါဝင်ပတ်သက်ရမယ်အကျိုးပေးသောအရောင်အနီရောင်ကျက်သွေးရောင်ပန်းရောင်ခရမ်းရောင်နုနေရောင်တို့သည်ဒီကာလအတွင်းကံကောင်းလက်ပွင့်စေသောအရောင်များဖြစ်ပါれဝတ်ဆင်သုံးစွဲခြင်းဖြင့်ကံပွင့်လက်ပွင့်ပြီးလိုရာပြည့်စုံစေပါလိမ့်မယ်ကံကောင်းစေသောပန်းများမှာတစ္စပန်းရောင်စုံနှင်းစီပန်းအနီရောင်အဝါရောင်တစ်ခွခရမ်းပြားရောင်စိန်ချေပန်းတို့သည်စူတောင်းပြည့်ဓာတ်ပန်းများဖြစ်၍ဖျားကလူခြင်းအလုတ်ခန်းနေအေကန်းဆိုင်ကန်းတို့တွင်အလတ်စင်ပန်းကိုထိုး၍လက်ပွင့်က ံပွင့်စေပါလိမ့်မယ်အချို့ပြီးသောကဏ္ဍများမှာယခုကာလအတွင်းဘုရုနေမွေးသူအလုံးတို့သည်အတိတ်နိမိတ်ထူရောက်၍တော်လကောင်ထူးခြားသောနိမိတ်ရောက်၍ထီထိုးသောအခါတွင်လကောင်ညံခွင့်အုံချ၍ထီထိုးပါယခုကာလအတွင်းအချို့ပြီးသောကဏ္ဍများမှာ1639ကဏ္ဍများဖြစ်ပါれရေရေယကိုကိုပင်တပင်ရဲ့အောက်တွင်အရှိနေထွက်ရာအရက်ကိုမျက်နှာမူ၍စနေနေ့မွေးသူမှဝယ်ယူပေးသောချုပ်ချင်းစား၍လိုရာဆန္ဒပြုပါနေရင်အနောက်ရက်တွင်ရှိသောအသက်ကြီးသူတို့ဟာစေဝါဌာနပြုပါတရင်ကျွေး လာတွင်နှင်းမှန်းဖျားမလို့ကောင်းမှာရာဟုသားသမီးများလုံးကိုစိတ်နှဖျားချမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေရာဟုသားသမီးများတွေတိုက်ဆိုင်မင်္ဂလာမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကျေးဇူးတင်ပါတယ်ညီမရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများ အပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချိန်ချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့ညီမရိုးရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတိုင်းတည်အောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်